မင်္ဂလာပါရှင်။ခူမီလန်ညူးစ်ကနေကြိုဆိုပါရစေ။ဒီကနေ့မှာတော့နိုဝင်ဘာလ28ရက်နေ့ရဲ့တနေ့တာသတင်းတွေ ကိုစုစည်းတင်ဆက်ပေးမှာပါ။ဒီနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ပလောဝမြို့နယ်ကတက်ငယ်မရိမှုကျွလွန်ခဲ့တဲ့သူကိုထိထိရောက်ရောက်အေးအေးယူဖို့ GKO ကတိုက်တွန်းလိုက်တဲ့သတင်း။တိရိမျိုးအနီးဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာစစ်ကော်မရှင်ဘက်ကနေစစ်တုံးပန်းတွေနဲ့လက်နက်ခဲယမ်းတွေတင်ဆက်ရမိတဲ့သတင်းပါဝင် ကြောက်တော်မျိုးနယ်ကကြောင်ဖိုရွာကိုစစ်တပ်ကလေကြောင်းကနေတိုက်ခိုက်လို့အမျိုးသမီး9ယောက်ပါဝင်9ယောက်တိဆုံးခဲ့တဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါ။ပထမဆုံးအနေနဲ့ချင်းပြည်နယ်ဘလောက်ဝါမျိုးနယ်ကအာရခတပ်တော်အေအေထိန်းချုပ်ထားတဲ့ဒလကိုင်းကျေးရွာမှာပြီးခဲ့တဲ့နိုဝင်ဘာ9ရက်နေ့ညကဖြစ်ပွားခဲ့တဲ့တပ်ငင်မတိုင်းမှုကိုထိထိရောက်ရောက်အရေးယူပေးဖို့အေအေကိုနိုင်ငံတကာခုမီးအဖွဲ့ GKO ကနိုဝင်ဘာ28ရက်နေ့မှာတိုက်တွန်းလိုက်ပါတယ်။ပြည်မှုကျွလွန်သူဟာရခိုင်ပြည်နယ်မြောက်ဦးမျိုးနယ်ကအမျိုးသားတယောက်ဖြစ်ပြီးတော့ ဒလကိုင်းကျေးရွာကအသက်16နှစ်အရွယ်ချင်းမင်းကလေးငယ်တယောက်ကိုအရမပြုကျင့်ခဲ့တာပါ။အဲ့ဒီပြင်အေးအေးအနေနဲ့လည်းဒေတာရင်းမှာလိမ်မိုင်းဆိုင်ရာအကြံဖတ်မှုမရိမှုတွေအပါအဝင်အခြေခံလူအခွင့်အရေးတွေကိုအလေးထားဆောင်ရွက်ဖို့လိုအပ်နေပြီလို့ GKO ကပြောဆိုထားပါတယ်။ GKO ကပြည်ရင်းပြည်ပမှာရှိတဲ့ကလေးငယ်နဲ့အမျိုးသမီးတွေအတွက်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့တွေအနေနဲ့လည်းအခုဖြစ်ပွားခဲ့တဲ့တိုက်ငယ်မရိမှုအပေါ်ဝိုင်းဝန်းကူညီဆောင်ရွက်ပေးဖို့လဲထပ်မံတိုက်တွန်းထားပါသေးတယ်။ပလောဝမြို့နယ်ကို အေးအေးထိမ့်ချုပ်ပြီးတဲ့နောက်ပိုင်းမှာသူတို့ကိုယ်တိုင်ကျူးလွန်ခဲ့တဲ့မရိမှုအပါအဝင်မရိမှု၅ချိန်ရှိတယ်လို့ GKO ကဖော်ပြထားပါသေးတယ်။ဒုတိယသတင်းပုဒ်အနေနဲ့ချင်းမိနယ်တိတိမျိုးအဝင်နားမှာတက်ဆွဲထားတဲ့စစ်ကော်မရှင်တပ်ဖွဲ့ကိုဒေသအခြေဆိုင်ချင်းကာကွယ်ရေးတပ်ဖြစ်တဲ့ PDF ဇိုလန်ကနိုဝင်ဘာ29ရက်နေ့မနက်၈နာရီဝန်းကျင်မှာတိုက်ခိုက်ခဲ့ပြီးတော့စစ်ကော်မရှင်ဘက်ကစစ်တုံးပန်းတွေဖမ်းဆီးမိတဲ့အပြင်လက်နက်ခဲရနေမှာတင်ဆဲရမိတယ်လို့ PDF ဇိုလန်ကနိုဝင်ဘာ28ရက်နေ့မနက်ပိုင်းမှာထုတ်ပြန်ပါတယ်။စစ်ကော်မရှင်က တိုက်ပွဲဖြစ်ပွားတဲ့နေ့မှာတပ်ကုန်းကနေလက်နက်ကြီးနဲ့ပစ်ခတ်ပြီးတော့မြို့ဝင်ထွက်ကိုလည်းပိတ်ထားတယ်လို့တီးတိမ်မြို့ခံအမျိုးသားတယောက်ကခူမီလိုင်းနျူးစ်ကိုပြောပါရယ်။အဲ့ဒီတိုက်ပွဲမှာ PDF ဇိုလန်နဲ့ပူပေါင်းအဖွဲ့တွေဘက်ကအထီးကိုင်းမရှိဘဲပြန်လဲဆုတ်ခွာနိုင်ခဲ့တယ်လို့လည်းထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါရယ်။စစ်ကောင်မရှင်ဟာတီးတိမ်မြို့ဝင်ထွက်ကိုထိန်းချုပ်ဖို့ကြိုးပမ်းနေတာဖြစ်ပြီးတော့မြို့ဝင်ဂိတ်ကိုပြန်လဲသိမ်းယူခဲ့တာလို့လည်းသိရပါရယ်။နောက်ဆုံးသတင်းပုတ်အနေနဲ့ အရခတတ်တော်အေအေထိန်းချုပ်ထားတဲ့ရခိုင်ပြည်နယ်ကြောက်တော်မြို့နယ်ကြောင်ဖူရွာကိုစစ်တပ်ကနိုဝင်ဘာ28ရက်နေ့မနက်7:00နာရီဝင်းကျင်မှာ Jet Fighter နဲ့လေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်အမျိုးသမီးငယ်9ယောက်ပါဝင်9ယောက်သေဆုံးခဲ့တယ်လို့ရခိုင်ဒေသခံတယောက်ကခူမီလန်နျူးစ်ကိုပြောပါရတယ်။ကြောင်ဖူရွာရဲ့အလဲတတဲ့ကိုဘုံသီးကြောက်ပြီးပောက်ကွဲခဲ့လို့သေဆုံးသူ9ယောက်ဟာလူငယ်တွေဖြစ်တဲ့အပြင်နောက်ထပ်လည်းကလေးငယ်တွေပါဝင်ဒဏ်ရာရရှိသူ10ယောက်ထပ်မင်းရှိပြီးတော့လူနေအိမ်တချို့ပျက်စီးသွားပါသေးတယ်။တစ်ချိန်တည်းမှာပဲ စစ်တပ်ကကြောက်တော်မျိုးနယ်ကကန်ဆောင်နန်းတက်နယ်ပြောင်းစိတ်ကြီးွာတွေကိုလည်းလေကြောင်းကနေဘုံကျဲတိုက်ခိုက်သွားတယ်လို့ရခိုင်ဒေသခံကဆက်ပြောပါရယ်ကန်ဆောင်နန်းတက်နယ်ပြောင်းစိတ်ကြီးွာတွေကထိခိုက်ပျက်စီးမှုအခြေအနေကိုတော့ဆက်သွယ်ရေးအခက်အခဲရှိလို့အသေးစိတ်မသိရသေးဘူးလို့ဆိုပါ